因为我不需要依靠斗地穴了，就能走到今天。တကယ်တော့လင်းတုံတယောက်ဘိုးဘေးဆောင်ကိုဝင်လူတဲ့ချိန်ထမ်းချတယောက်ကတော့ရင်မခုန်ပါဘူး။ဘာလို့လဲဆိုတော့ရွမ်စွမ်းရင်ဖန်ဆင်းခြင်းပုံအဆင့်ရှိတဲ့ကောင်လေးကအဖိုးတန်ရန်နာရဲ့ချိတ်ပိတ်တစ်စိတ်ကိုဖျက်ဆီးပစ်ဖို့ကြိုးစားနေတာကအမှောက်မဖြစ်ရင်တောင်ကံကောင်းဆိုပြီးတော့တွေးထွက်လာကြောင်းပါ။ဒါပေမဲ့သူမထင်ထားတာကလင်းတုံတယောက်ဘိုးဘေးအဆောင်ရဲ့ချိတ်ပိတ်တစ်စိတ်ကိုဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါကြောင့်မြင်းတဲ့သူတိုင်းအကုန်အံ့ဩသွားကြပြီးတော့လင်းတုံထွက်ပြေးသွားတဲ့နောက်ကိုလိုက်ကြပါတော့တယ်။လိုက်လာတဲ့ချောင်းကျန့်ကိုမွေပါလေးကနောက်လှည့်ပြီးတော့ပြန်တိုက်လိုက်ပါတယ်။အခုတော့ချောင်းကျန့်တယောက်နောက်ကိုလွန်ထွက်သွားပါပြီ။ဒါကြောင့်ဆက်မလိုက်နိုင်တော့တဲ့အချိန်မှာပဲလင်းတုံတယောက်အဝေးကိုထွက်ပြေးသွားပါတယ်။တခြားသူတွေအမြင်မှာတော့လင်းတုံကလက်တီးတစ်ချက်ထဲနဲ့ချောင်းကျန့်ကိုတိုက်ထုတ်ပြစ်လိုက်နိုင်တယ်ဆိုပြီးတော့ပါ။ဘာဆွမ်းနေတုံးလိုက်မှမသိပဲနဲ့ကြက်တေတေနေကြတဲ့သူတပည့်တွေကိုတော့ထမ်းချတယောက်မဟုတ်မှလွေရောရင်ဆွမ်းရင်ဖန်ဆင်းခြင်းအဆင်ရှိတဲ့လူတယောက်ကမင်းတို့ကိုတုတ်တုတ်မလုံနိုင်အောင်လန်သွားစေပြီလားဆိုပြီးတော့ကောလိုက်ပါတယ်။ ပြီးတာနဲ့ပစ္စည်းကိုပြန်မူလာခိုင်းလိုက်ပါတယ်။ထန်းချာကတော့ကြက်နဲ့ဂိုင်းနှကိုင်းကိုလည်းဒီကိစ္စကသူတို့ရင်းခွေဂိုင်းနဲ့လင်းတုံချာကရန်ညှိုးဖြစ်တဲ့အတွက်တယောက်ယောက်ကဝင်ဆော့ဖက်မယ်ဆိုရင်တော့သူတို့ရင်းခွေဂိုင်းနဲ့ရန်စုလုတာပဲဆိုပြီးတော့ချိန်ကြောက်လိုက်ပါတယ်။ပြောချင်တာကတော့လင်းတုံကိုဘယ်သူမှဝင်မကယ်နဲ့ဆိုတာပါပဲ။ပြီးတာနဲ့သူကိုတိုင်လိုက်သွားပါတယ်။မူချမ်းချမ်းတို့ကတော့ဒီအဖိုးတန်ရန်နာရဲ့ချိတ်ပိတ်တစိ့ကိုလင်းတုံဖြည့်ဆည်းပြစ်နိုင်မယ်ဆိုတာမထင်ထားပါဘူးအခုတော့ထန်းချကဖန်ဆင်းချင်းကြီးမားတဲ့ပုံအောင်မြင်ခြင်းအဆင့်ကိုရောက်နေတဲ့အတွက်ကြံတဲ့ခိုင်းနေမှလည်းတွန်းလှန်ဖို့အင်အားမရှိတော့ပါဘူးဒါကြောင့်လင်းတုံလွတ်မြောက်သွားဖို့ကိုပဲချိန်ပြီးတော့ဆူတောင်းနေပါတယ် ဘာလို့လဲဆိုတော့ထန်းချတာဒီရနာကိုပြန်ရသွားမယ်ဆိုရင်သူတို့တို့လည်းကောင်းလာနိုင်စရာမရှိဘူးလေရင်းခွေမျိုးကလေရင်းခွေကိုင်းကလူတွေအများကြီးထွက်သွားတာမြင်တော့လေးထန်တစ်ယောက်ကတော့လင်းတုံကိုမိသွားပြီဆိုပြီးတော့ပျော်နေပါတယ်တကယ်တော့သူကရှောင်းရံနဲ့တနေရာမှာထားခဲ့ခံရတာပါဒါကိုမြင်တော့ရှောင်းရံကလည်းလင်းတုံနောက်ကိုလေးထန်ကိုခေါ်ပြီးတော့လိုက်သွားပါတယ်လင်းတုံတယောက်သူ့ရဲ့အမြင့်ဆုံးအရှိန်နဲ့ပြေးနေပြီမဲ့ရင်းခွေကိုင်းကလူတွေကတော့တဖြည်းဖြည်းနဲ့မိလာပါတယ်ဒါကြောင့်မွေးပါလေးကကူပြီးတော့အရှိန်မြင့်ပေးလိုက်ပါတယ် နောက်ကလိုက်လာတဲ့အကြီးကဲနှစ်ယောက်ကလည်းလင်းတုံရုတ်တရက်အရှိန်မြန်သွားတာကိုမြင်သွားတဲ့အတွက်လွတ်သွားမှဆိုပြီးတော့အဆောင်ရုပ်သေးတွေကိုထုတ်သွင်းလိုက်ပြီလေလင်းတုံကလည်းသူ့ရဲ့အစင်းမြင့်အဆောင်ရုပ်သေးကိုထုတ်ပြီးတော့ကြံတဲ့နှစ်ယောက်ကိုတားလိုက်ပါတယ်နှစ်ကောင်တစ်ကောင်ဆိုတော့တစ်ချက်ထင်းနဲ့တော့မတားလိုက်နိုင်ပါဘူးဒါကြောင့်သူ့ကိုယ်တိုင်နတ်ဆိုးမြောက်ဝင်သွင်းမြောင်းခြင်းကိုထုတ်သွင်းလိုက်ပါတယ်ပြီးတာနဲ့လင်းတုံတရက်အဆောင်ရုပ်သေးတရုပ်ကိုတာဝန်ယူလိုက်ပြီလေအကြီးကဲနှစ်ယောက်ကတော့ကြည်နေရင်နဲ့ပဲလင်းတုံကရင်ဆိုင်ဖို့မလွယ်ဘူးဆိုပြီးတော့တွေးရင်းနဲ့သူတို့နှစ်ယောက်ပါဝင်ပါပါတော့တယ် တယောက်နဲ့တိုက်လို့မပြီးသေးဘူးနောက်တစ်ယောက်ကပါထပ်တိုက်တဲ့အတွက်လင်းလုံတယောက်အစွမ်းကုန်ကလိုက်ပြီးမယ်အောက်ကိုပြုတ်ကျသွားပြီလေအဲ့ဒီအချိန်မှာပဲရင်းခွေကိုင်းကကြံတဲ့တဲ့တွေကလည်းလင်းလုံကိုဝိုင်းလိုက်ကြပါတယ်မွေပါလေးကတော့သူ့နဲ့လင်းလုံပေါင်းတိုက်မယ်ဆိုရင်လွတ်မြောက်နိုင်တဲ့အခွင့်အရေးရှိသေးတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အခုတော့အရေးဆုံးကြည့်ဖို့ပဲရှိတော့တယ်လေအဲ့ဒီအချိန်မှာပဲရင်းခွေကိုင်းချုပ်ထန်းချကလည်းရောက်ချလာပါတယ် အခုတော့နှစ်ယောက်ပေါင်းတိုက်ရင်တောင်လွတ်မလွတ်ဆိုတာမသေးကြတော့ဘူးလေပြဿနာတော့တက်ပါပြီထမ်းချပထမဆုံးပြောလိုက်တာကအဖိုးတဲ့ရတနာရဲ့ချိတ်ပိတ်တစ်စိတ်ကိုဖျက်ဆီးနိုင်တယ်ဆိုမှတော့လင်းတုံလေရှေးဟောင်းခိုင်းရဲ့အပျက်စီးကျွဉ်ညံတဲ့ကိုဝင်မှုတဲ့နဲ့တူတယ်ဆိုပြီးတော့ပြောလိုက်တာပါပြီးတာနဲ့မဟုတ်မလွယ်ရောအဲ့ထဲကနေရတနာကိုဖွင့်တဲ့နီးကိုရားခဲ့တာလားဆိုပြီးတော့ထင်ကြီးပေးလိုက်ပါတယ် လင်းတုံကတော့သူ့ကိုအရန်ကြီးထင်ကြီးနေတာပဲလို့ပြောပြီးတော့ဒီရန်ကနဲ့ပတ်သက်ပြီးတော့သူတိတာတွေကထမ်းချထက်မများဘူးဆိုပြီးရှင်းလိုက်ပါတယ်ဒီဘိုးတော်ကြီးကဖန်ဆင်းခြင်းမုံကြီးမားတဲ့အောင်မြင်ခြင်းဆင့်အကျော်မော်ဖြစ်တာကြောင့်မို့လို့လင်းတုံနဲ့မွေးပါလေးနှစ်ယောက်ပေါင်းတိုက်လိုက်တဲ့အခါမှာနိုင်နိုင်ချီကသုံးဆယ်ရာခိုင်နှုန်းထက်ကျော်မှာမဟုတ်ပါဘူးပြီးတာနဲ့ထမ်းချကတော့ရင်းခွေခိုင်ကတပည့်တွေအကုန်လုံးကိုလင်းတုံကိုတတ်ဖို့အမိန်ပေးလိုက်ပါတယ်ဒါကြောင့်အကုန်လုံးအစီရင်ကိုဖွင့်ပြီးတော့တိုက်ဖို့ပြင်လိုက်ကြပါတယ်ကန်ကောင်းကျင်တော့အဲ့ဒီအချိန်မှာရှောင်းရံတကောင်လေးထံကိုခေါ်ပြီးတော့ရောက်ချလာပါတယ် လေးထံကတော့အဖေကိုမျက်နှာနဲ့သူ့ကိုကယ်ဖို့အတွက်လှမ်းအောင်လိုက်ပါတယ်။လင်းတုံကတော့လေးထံကိုတစားခန်းဖြစ်ဖမ်းထားလိုက်ပြီးတော့တကယ်လို့သူ့ကိုသာလှုပ်ပေးမယ်ဆိုရင်လေးထံကိုလည်းအသက်အန္တရာယ်မထိခိုက်စေရဘူးဆိုပြီးတော့ညှိနှိုင်းလိုက်ပါတယ်။ထန်းချကလည်းတကယ်လို့လင်းတုံသာရဲနာကိုပေးပြီးတော့လေးထံကိုလှုပ်ပေးမယ်ဆိုရင်ဘေးကင်းကင်းနဲ့ထွက်သွားခိုင်းမယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့လင်းတုံကတော့သဘောမတူပါဘူး။နောက်ဆုံးထန်းချဘက်ကပဲအလျှော်ပေးပြီးတော့သူ့တပည့်တွေကိုနောက်ဆုတ်ဖို့ပြောလိုက်ရပါတယ်။ လင်းတုံကထွက်သွားဖို့အတွက်တဖြည်းဖြည်းချင်းရွှေ့သွားပြီမဲ့ထန်းချရဲ့မျိုးလုံးတွေကတော့မယိုးသားပါဘူးထင်ထားတဲ့အတိုင်းပါပဲလှံကိုထုတ်ပြီးတော့အလစ်ဝင်တိုက်လိုက်ပါတယ်အဲ့ဒီလှံကလေးထက်ရဲ့ရင်ဘက်ကိုဖောက်ထွက်သွားပြီးတော့လင်းတုံကိုပါထိသွားပါတယ်တကယ်တော့တားဖြစ်သူတဲ့ရန်နာကပို့ပြီးတော့တန်ဖိုးကြီးတာကိုပြသွားတဲ့တော်တော်လေးကိုရက်ဆက်တဲ့ဘိုးတော်ကြီးပါပဲနောက်တော့ပြေးတိုက်ဖို့လာတဲ့ထန်းချစီကိုသူ့သားကိုပြစ်ပေးလိုက်ပြီးတော့လင်းတုံကတော့အလွတ်ပြေးပါတော့တယ်ထန်းချတယောက်လေးထန်ကိုအကြီးကဲစီမှာထားခဲ့ပြီးတော့လင်းတုံနောက်ကနေပြီးတော့ဆက်လိုက်လာပြီလေရှောင်းရံတကောင်အရှိန်မြင့်ပြီးတော့ပြေးပြီမင်းအဖိုးကြီးကတော့နောက်ကနေပြီးလိုက်လာနိုင်ပါတယ် ပြေးဖို့မစင်စားနဲ့ဆိုပြီးတော့နောက်ကနေလှမ်းတိုက်လိုက်ပါသေးတယ်ဒါပေမဲ့လင်းတုံပြေးသွားတဲ့နေရာကမြေမကောင်းဆိုးဝါးအေးငွေတက်တွေများနေတာကြောင့်ရှောင်ရင်းနဲ့ပြေးနေရပြီလေအဲ့ဒီအချိန်မှာထန်းချကထပ်တိုက်လိုက်တာကြောင့်မပြေးနိုင်တော့ဘဲနဲ့အောက်ကိုပြုတ်ကျသွားပါတယ်လင်းတုံတယောက်ဇွတ်တိုက်မှပဲရတော့မယ်လို့တွေးမိပြီးတော့တာဝန်ကောင်းခင်ပိတ်လောင်လက်ချောင်းကိုအသုံးပြုလိုက်ပါတယ်အဲ့တော့ ဖမ်းချကလည်းဖမ်းဆင်းခြင်းတောင်းကမ်းမတိုင်းကိုထုတ်သုံးလိုက်ပြီးကားလိုက်ပြီလေဆွာအားနှစ်ခုထိတ်တိုက်တွေ့ပြီးတော့ပောက်ကွဲမှုကြီးဖြစ်ပေါ်လာပါတယ်ဖမ်းချတရောင်းနည်းနည်းလေးထိုင်ရရသွားပြီမယ်လင်းတုံကတော့တော်တော်လေးကိုဆုတ်ပြတ်တက်နေပါပြီအဲ့ဒီချိန်မှာပဲရင်းခွေခိုင်ကလူတွေကလည်းရောက်လာပြန်ပါတယ်အခုတော့တဖွဲ့လုံးနဲ့တယောက်ဖြစ်သွားပြီလေ နောက်ဆုံးသွားလို့ရမယ့်လမ်းကလည်းတလမ်းပဲရှိပါတော့တယ်လင်းတုံမပြေးခင်ထပ်တိုက်ဖို့လုပ်ပေမဲ့ထန်းချားကတော့အဲ့လောက်ဆွမ်းအားကိုထုတ်နိုင်မယ့်အင်အားမရှိတော့ပါဘူးလင်းတုံပြေးသွားတာကတော့ရွှေရင်းရှူရဲ့အနက်ဆိုင်ဆုံးနေရာဖြစ်ပါတယ်အဲ့ဒီနေရာမှာမကောင်းဆိုးဝါးအေးငွေ့တက်တွေပြင်းထန်လွန်းလာကြောင်းဝင်သွားရင်တေးမဆိုးရတယ်ဆိုပြီးတော့လင်းတုံနောက်ကနေပြီးတော့တယောက်မှမလိုက်လာနိုင်ကြတော့ပါဘူးဒါကြောင့်ထန်းချားကတော့ဒီနေ့ကစပြီးတော့ရင်းခွေကိုင်းရဲ့တပည့်တွေအကုန်လုံးရှိုင်းရင်းရှူပပလေမှာစောင့်ကြပ်ဖို့အတွက်မိန်ပေးလိုက်ပါတယ်။တကယ်တော့ရှိုင်းရင်းရှူရဲ့အနံရှိုင်းဆုံးတဲ့ကိုဝင်သွားတဲ့လင်းတုံကလည်းလေးဖီအားတွေကြောင့်ရှောင်းရံနဲ့လူစုကွဲသွားပါတော့တယ်။ ဲ့ဒီချိန်ရုတ်တရက်လေလွင့်လာတဲ့ကြောက်တုံးတစ်ခုဝင်တိုက်တာခံလိုက်ရပါတယ်။ဒါကြောင့်လင်းတုံတယောက်ဟိုးအောင်ဆုံးထီကိုလွင့်ထွက်သွားပါတော့တယ်။ခဏကြာပြီးတဲ့အချိန်မှာတော့လင်းတုံတယောက်ဒဏ်ရာဘလဝါနဲ့ပြန်နိုးလာပါတယ်။ပြီးတာနဲ့သူတို့ဘယ်နေရာကိုရောက်နေရလဲဆိုပြီးတော့မေးလိုက်တော့ဒီနေရာကရွှန်ရင်းစျိုရဲ့အနက်ဆိုင်ဆုံးနေရာဖြစ်တဲ့အကြောင်းကိုမွေပါလေးကရှင်းပြလိုက်ပါတယ်။အခုတော့လေးငိမ့်စုံထဲမှာရှိနေကြတာပါ။ဒါကြောင့်မြေမကောင်းဆိုးဝါးအေးငွေသက်တွေကဒီထဲထီကိုဝင်လာနိုင်မှာမဟုတ်ပါဘူးပြောချင်တာကလက်တလောတော့ဘေးကင်းနေဆိုတာပါပဲတကယ်တော့လင်းတုံတို့ဒီနေရာကိုရောက်လာတာကကြောက်ဆောင်ကြောင့်မလို့ပါ ကြောက်ဆောင်ကကားခွဲပေးလိုက်လို့သာမဟုတ်ရင်မြေမကောင်းဆိုးဝါအေးငွေတက်တွေကလင်းတုံကိုအပိုင်းပိုင်းဆုပ်ဖြတ်ပြီးတာကြာလောက်ပြီလေဒါပေမဲ့ရှောင်းရန်ကတော့သူတို့နဲ့တူတူမရှိနေပါဘူးလင်းတုံကရှောင်းရန်ကိုမတွေ့တာကြောင့်ဆိုးရင်တကြီးနဲ့ထားရလိုက်တော့အခုလင်းတုံရထားတဲ့ဒဏ်ရာတွေကအသက်ရှင်နေနိုင်တာနဲ့ကံကောင်းလှပြီဆိုပြီးတော့အယမ်းမလုပ်ဘူးမိပါလေးကတတိပေးလိုက်ပါတယ်ပြီးတာနဲ့ကြားငတုံးကောင်ကိုရှော့မတွက်ဖို့လေလင်းတုံကိုတတိပေးလိုက်ပါသေးတယ် ဘာလို့လဲဆိုတော့ရှောင်ရန်ကငကိုကလေးကမိဆာသားရဲ့ဖြစ်ပြီးတော့သွေးလင်းတို့နဂါရဲ့သွေးကြောကိုလည်းဝါမျိုးထားတဲ့အပြင်မိဆာဝိညာဉ်မှာစုဆောင်းထားတာကြောင့်မို့လို့ဒီရင်းရွှေခိုင်းထဲမှာရှောင်ရန်ရဲ့အသက်ရှင်နိုင်ခြေကလင်းလုံထက်ပိုများပါတယ် ဒါကြောင့်လက်ရှိအရေးကြီးဆုံးကိစ္စကတော့ဒဏ်ရာကိုအရင်ကုသဖို့ပါပဲ။ဒါကြောင့်လင်းတုံတယောက်စူးစမ်းလိုက်တဲ့အချိန်မှာတော့မရပါဘူး။ဘာလို့လဲဆိုတော့ဒီနေရာကမိုးနဲ့မြေရဲ့ရွံဆွမ်းအားတွေကအရန်ကိုအေးဆက်လွန်းတာကြောင့်တန့်စင်ပြီးတော့ဆုပ်ယူလို့မရပါဘူး။ဘာလို့လဲဆိုတော့မြေမကောင်းစွာအေးငွေသက်ရဲ့အကျိုးသက်ရောက်မှုခံရလို့ပါ။ပြီးတာနဲ့မွေပါလေးကသူ့ကိုခြံခွန်အိခနာပေးဆိုပြီးတောင်းလိုက်ပါလေ။ပြီးတာနဲ့လင်းတုံစီကစင်ကြဲတဲ့ရွံဆွမ်းရင်ဆေးလုံးနှစ်သိန်းချိလိုက်မယ်လို့ပြောပြီးတော့ရွံဆွမ်းရင်တန့်စင်စီရင်ကိုထုတ်သုံးလိုက်ပါလေ။ ပြီးတာနဲ့လင်းတုံကိုရွံစွမ်းရည်နေပြန်ပြီးတော့စူဆောင်းကြည့်ခိုင်းလိုက်ပြီလေ။နောက်ဆုံးတော့လင်းတုံတယောက်ရွံစွမ်းရည်နေကိုတန့်စင်လို့ရသွားပါပြီ။တကယ်တော့ဒီအစီရင်ကမိုးနဲ့မြေရဲ့ရွံစွမ်းအားတွေကမကောင်းဆိုးဝါးငွေသက်တွေကိုတန့်စင်ပြလိုက်တာပါ။ဒါပေမဲ့စင်ကြယ်တဲ့ရွံစွမ်းရည်စေးလုံးနှစ်သိန်းဆိုတာကလည်းနေတဲ့ပမာဏတော့မဟုတ်ဘူးလေ။လင်းတုံကတော့အခုချိန်ထိကက်စီနဲနေနေကြကြောင်းမွေးပါလေးကဒါဆိုလဲမြ мян လို့ဖို့အတွက်ကြံပေးလိုက်မယ်ဆိုပြီးပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒီဆေးရည်ကအချိန်ဆယ်နာရီပဲခံမှာမလို့ပါ။ဒါကြောင့်စင်ကြယ်တဲ့ရွံဆွမ်းရင်ဆေးလုံးတွေကိုဖြုံးတိပြစ်လို့မရဘူးဆိုပြီးတော့လင်းတုံတယောက်အမြန်တန်းဆန်လိုက်ပြီလေ။ တန့်စင်တာ၄နာရီပဲရှိသေးပေမဲ့လင်းတုံရဲ့ဒဏ်ရာတွေကတော့ပြန်ကောင်းလာပါပြီခဏကြာမှပဲဒဏ်ရာတွေအကုန်ပျောက်ကင်းသွားပြီးတော့ကိုတဲကရွံဆွဲရင်တွေကလည်းတော်တော်လေးကိုပြေးသွားလာပါတယ်ဒါကြောင့်မွေးပါလေးရဲ့အစီရင်ကတော်တော်မိုက်တာပဲဆိုပြီးတော့ချီကျူလိုက်ပါတယ်ဒဏ်ရာတွေပျောက်ကင်းသွားပြီဆိုတော့နောက်ထပ်လုပ်ရမှာကရှောင်းရံကိုရှာဖို့ပါပဲထူးဆန်းတာကရှောင်းရံရဲ့ရွံဆွဲရင်ကိုလုံးဝလင်းတုံကအာရုံခံလို့မရတာပါအဲ့ဒါကဘာကြောင့်လဲဆိုတော့မြေမကောင်းဆိုးဝါးအေးငွေတက်ကရွံဆွမ်းရင်အာယုံခံမှုကိုပိုင်းခြားပြလိုက်တာကြောင့်မလို့ပါဒါပေမဲ့မွေးပါလေးကတော့အကြံရှိနေပါသေးတယ် အဲ့ဒါကတော့ဒီနေရာမှာပဲဝါမြိုချင်းဘူဘေးအဆောင်ကိုတန့်စင်ပြလိုက်ဖို့ပါပဲ။ဘာလို့လဲဆိုတော့ရွှေရင်းရှိုးရဲ့ပတ်ဝန်းကျင်က NDA များပေမဲ့ဒီမြေမကောင်းဆိုးဝါးအေးငွေတက်ကလည်းတဘာဝရွှေဆွမ်းရင်အတားဆီးတမျိုးဖြစ်နေပြန်တယ်လေ။ပြီးတော့ဘူဘေးအဆောင်ကိုအသက်သွင်းလိုက်ရင်တော်တော်လေးကိုကြီးမားတယ်။ရွှေဆွမ်းရဲ့ပတိငိမ့်မှုကိုလှုပ်ဆော်မိမှာပါ။ဒါလည်းဟုတ်တာပါပဲ။အရင်တစ်ခါကထန်းချတယောက်ဘူဘေးအဆောင်ရဲ့ခြေတစိမ့်ကိုဖယ်ရှားပစ်ဖို့နဲ့တင်လာလူတဲ့လူတွေတော်တော်များများကိုဆွဲဆောင်လိုက်နိုင်တယ်လေ။တကယ်လို့ဘူဘေးအဆောင်ကိုသာတယောက်ယောက်ကရိမ့်မိသွားရင်ပိုကောင်းတဲ့အင်အားစုကိုလည်းရက်ခေါ်မိမှာစိုးရပါတယ်။ ဒါကြောင့်ဒီနေရာမှာပဲတန့်စင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘိုးဘေးဆောင်ကိုထုတ်လိုက်တဲ့အချိန်မှာတော့အကြီးကဲထွက်လာပြီးတော့ကြည်ရတာဝါမျိုးချင်းအဆောင်ရဲ့ပိုင်ရှင်ကတော့ပေါ်လာပြီဆိုပြီးပြောလိုက်ပါတယ်။နောက်တော့ဘိုးဘေးဆောင်ရဲ့အတိမတ်ပြမှုကိုလင်းတုံရနိုင်မလားဆိုတဲ့ပုံမှာပဲမူတီတော့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဘိုးဘေးဆောင်မှာသူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုရှိနေတာကြောင့်မဘိုးဘေးဆောင်ကတာမန်ဘူးနဲ့ရင်တာတော့မဟုတ်ပါဘူး။မီလီယံဘိုးဘေးဆောင်ကိုတန့်စင်ခြင်းနဲ့အနိုင်မဲ့အကြောင်းတစ်ယောက်ကိုဟိုးတုံးကမွေးပါလေးကတွေ့ဘူးပါလေ။ဒါပေမဲ့အဲ့လူကကောင်းကင်မီလီယံကြောင့်ဘာမှမကြံအောင်လောင်ကျွမ်းသွားခဲ့တာပါ။ ီးတော့ဘိုးဘေးအဆောင်ထဲမှာလည်းဒီဝါမြောက်ချင်းဘိုးဘေးအဆောင်ကတော်တော်လေးကိုလျှို့ဝှက်အစမ်းကျေဆုံးဖြစ်နေပြန်တယ်လေ။မွေပါလေးတောင်မှအခုမှပထမဆုံးချိန်တွေ့ဘူးတာပါ။ဒါကြောင့်လင်းတုံကိုစိတ်ကိုပြင်ဆင်ထားဖို့အတွက်မှာလိုက်ပါတယ်။ပြီးတာနဲ့လင်းတုံကလည်းသူ့အစင်းသင်းဖြစ်တဲ့အကြောင်းအကြီးကဲဟေးထုံကိုပြောလိုက်ပါတယ်။ပြီးတာနဲ့ဝါမြောက်ချင်းဘိုးဘေးအဆောင်ရဲ့မူလပုံစံပေါ်လာပြီလေ။လင်းတုံရဲ့စိတ်စွမ်းရင်ကလည်းဘိုးဘေးအဆောင်ထဲကိုဝင်သွားပါတယ်။အခုလင်းတုံရောက်နေတဲ့နေရာကဗလာနတ်တိနေမြေတည်တဲ့တခုပါပဲ။ဘာမှမရှိဘူးလေ။ ဒါကြောင့်ဘလို့လုံးမှာပဲဘိုးဘေးဆောင်ရဲ့အတိမတ်ပြုမှုကိုရမှာလဲဆိုပြီးတော့တွေးနေပါတယ်တယောက်ယောက်ရှိမလားဆိုပြီးတော့လိုက်ကြည့်နေတဲ့အချိန်မှာပဲလူပုံစံတစုံတစ်ယောက်ကိုတွေးလိုက်ပြီးတော့မေးကြည့်လိုက်တဲ့ခါမှာတော့ကောင်းလေးမင်းလန်းပြောက်နေရလားဆိုပြီးတော့ဟိုကပြန်ဖြေလိုက်ပါတယ်အဲ့လူကတော့အမှောင်အလုံးရဲ့အရင်မြစ်ပါပဲဝါမျိုးချင်းဘိုးဘေးဆောင်လေပြီးရနဲ့ဘိုးဘေးဆောင်ကလင်းတုံကသူ့ကိုမြင်နိုင်နေဆိုတော့ဟိုကောင်းလေးဟေးထုံရဲ့အတိမတ်ပြုမှုကိုရလိုက်ပြီဆိုတဲ့သဘောပဲဆိုပြီးတော့နားလေလိုက်ပါတယ် ဒါပေမဲ့ဝါမျိုးချင်းဆွမ်းအားကိုလင်းတုံတယောက်ခဏရေးရှိပါမလားဆိုပြီးစာပြီးဆန်းသက်လိုက်ပါတယ်။ဘိုးလေးဆောင်ကလင်းတုံရဲ့အာယုံခံအင်္ကာတွေအားလုံးလဲပျောက်သွားလိမ့်မယ်။လင်းတုံပိုင်ဆိုင်တဲ့အရာအားလုံးကလည်းသူ့ရဲ့ဝါမျိုးချင်းကိုခံရလိမ့်မယ်။လင်းတုံကအမောင်လောင်ရင်ထဲမှာထာဝရပိတ်လောင်ခံနေရလိမ့်မယ်ဆိုပြီးတော့ပြောရင်းနဲ့သဘောကျသွားရေးလိုက်ပါတယ်။အဲ့ဒီချိန်မွေပါလေးကတော့လင်းတုံကိုဆောင်းရင်းနဲ့တော်တော်လေးစိတ်ပူနေပါတယ်။ဘာလို့လဲဆိုတော့တုံးလာတောင်ရှိနေပြီလေ။ဒါကိုလင်းတုံကလည်းနည်းနည်းလေးတောင်လှုပ်ရှားမှုမရှိလာတာကြောင့်မလို့ပါ။လင်းတုံမြန်မြန်ထွက်လာမှဖြစ်မှာဆိုပြီးတော့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူကဒီနေရာမှာတသက်လုံးမနေခြင်းဘူးလေ။ ဲ့ဒီချိန်မှာမွေးပါလေးကိုတူတူအချိန်ဖြုန်းပေးဖို့အတွက်မိစ္ဆာသားရဲ့တွေရောက်ချလာပါတယ်အဲ့ဒီချိန်လင်းတုံတယောက်ဘွေဝေးဆောင်ထဲမှာပြန်သတိရလာပြီးတော့သူဘသူလဲဆိုတာနဲ့သူဘာလို့ဒီကိုရောက်နေလဲဆိုတာမေးခွန်းထုတ်နေပါတယ်ခဏနေတော့အဖြူရောင်လင်းတန်းတစ်ခုပေါ်လာပါတယ်ရောက်အောင်သွားနေတော့မှာပဲမျက်စိမှိတ်သွားခဲ့ပြီးတော့ပြန်ပွင့်လာတဲ့ချိန်မှာတော့လင်းတုံတယောက်ချင်းထန်နေတူတူရှိနေပါတယ်သူညမကိုတွေ့သွားရတာကြောင့်မယုံနိုင်အောင်ဖြစ်နေပြီလေအဲ့ဒီချိန်မှာသူ့အဖေနဲ့အဖိုးကလည်းရောက်ချလာပါတယ်အိမ်မက်ဖြစ်လို့တော်ပါသေးတယ်ဆိုပြီးတော့တက်ပြင်းချလိုက်တဲ့အချိန်မှာပဲလင်းတုံဆိုတဲ့အတန်းထွက်ပေါ်လာပါတယ်အဲ့ဒါကတော့ချင်းကျူးပေါ်လာတာပါ ဒါပေမဲ့မထင်မှတ်ပဲနဲ့အားနည်းနေတော့မှလာဆိုပြီးတော့ပြောပြီးပြန်ပြောက်သွားပြီလေအဲ့ဒီချိန်မှာလင်းလန်ထမ်းရဲ့ပုံရိပ်တွေကလည်းပေါ်လာပြန်မာတော့တယ်ဒါပေမဲ့ဒါဒီအားလုံးကအမှန်မဟုတ်ဘူးဆိုတာလင်းလုံးတယောက်သိပါတယ်။ဒါကြောင့်မူလနေရာကိုပြန်ရောက်လာပြီးတော့သူကဒီဝါမျိုးချင်းဘိုးဘေးအဆောင်နဲ့တသားတည်းဖြစ်ပြီးတော့သူကဝါမျိုးချင်းဖြစ်လာမလိမ့်မယ်ဆိုတဲ့အသိဝင်သွားတဲ့အများဘိုးဘေးအဆောင်ရဲ့ချုံတောင်ချင်းကနေလည်းလွတ်မြောက်သွားပါတယ်။ပြီးတာနဲ့အပြင်ကိုရောက်လာတဲ့အချိန်မှာတော့ဘိုးဘေးအဆောင်ကိုပြန်တွေ့လိုက်ရပြီလေ။ဆန်သက်မှုအောင်မြင်သွားပြီလားဆိုပြီးတော့မေးလိုက်ပါတယ်။နောက်ဆုံးတော့လင်းလုံးတယောက်ဘိုးဘေးအဆောင်ရဲ့ဆက်ခံသူဖြစ်လာဖို့အတွက်အတိမတ်ပြုခံရရပါပြီ။ ဒီနေ့ကစပြီးတော့လင်းတုံနဲ့ဘိုးဘေးဆောင်ကတသားလေးဖြစ်သွားပါပြီ။ဘိုးဘေးဆောင်ရဲ့ဆက်ခံသူအနေနဲ့တာဝန်ရှိတာတခုကတော့မိုးနဲ့ညီရဲ့ရှေးဟောင်းဘေးကက်ဆူဆက်ရောက်လာတဲ့ချိန်ကျရင်ဒီကဘာကြီးကိုလင်းတုံကကာဝယ်ပေးဖို့လိုအပ်တာပါ။အဲ့ဒီချိန်အပြစ်မှတော့မွေးပါတကောင်တော်တော်လေးကိုပြင်းနေပါပြီ။ဘာလို့လဲဆိုတော့၃လမှုပဲနဲ့၆လတောင်ကြာသွားပြီလေ။မထင်မှတ်ထားပဲနဲ့မိစ္ဆာသားရဲ့ဤတကောင်ကလင်းတုံကိုတိုက်ဖို့ပြင်နေပါတယ်။ဒါပေမဲ့မွေးပါလေးကအရင်တိုက်လိုက်ပြီးတော့ဒီနေရာကမွေးပါသခင်ကြီးရဲ့ပိုင်နဲ့ဆိုတာမသိဘူးလားဆိုပြီးတော့ဖြဲလိုက်ပြီလေ ရောက်လာတဲ့မိဆာသားရဲကတော့မျက်လုံးရှစ်လုံးမြင်တဲ့ဆိုးပင်ကူဖြစ်နေပါတယ်။အဲ့ဒါကတော်တော်လေးကိုကြောက်စရာကောင်းတဲ့မိဆာသားရဲပါ။ပြီးတာနဲ့နှစ်ကောင်သားတိုက်ကြပါတော့တယ်။မွေးမလေးကလင်းတုံရဲ့အဝေးကိုမြှားခေါ်တော့ဖို့အတွက်လုပ်ပေမဲ့မိဆာသားရဲကတော့လင်းတုံစီကိုပဲပြန်ရောက်လာပါတယ်။မွေးပါလေးကနောက်ကနေပြန်လိုက်လာတဲ့အချိန်မှာတော့အီးနဲ့တစ်ချက်ပေါက်ထုတ်တာခံလိုက်ရပြီးတော့အချုပ်ခံလိုက်ရပြီလေ။မွေးပါလေးကိုမိဆာသားရဲကြီးကတိုက်တော့မဲ့အချိန်မှာပဲဘိုးဘေးအဆောင်ကမိဆာသားရဲကိုဝါးမြူလိုက်ပါတော့တယ်။ဟုတ်ပါတယ်။လင်းတုံတယောက်ပြန်ထွက်လာတာပါ။မွေပါလေးကတော့ထွက်ထွက်လာလာခြင်းပဲနှစ်ဝက်တောင်ကျိုးနေပြီသူဘလောက်ပြင်းနေပြီလဲသိလာဆိုပြီးတော့ရန်တွေးလိုက်ပါတော့တယ် လင်းတုံကတော့နှစ်ဝက်ဆိုတာကြောင့်အံ့ဩသွားပါတယ်။ဘာလို့လဲဆိုတော့သူ့ဘိုးဘေးအဆောင်ထဲမှာနှစ်ရာချီနေပြီဆိုပြီးတော့ခံစားခဲ့ရတာလေ။အခုဆိုရင်လင်းတုံရဲ့စိတ်ဝိညာဉ်ခန္ဓာကိုယ်ကတော်တော်လေးကိုစွန့်ရင်နေကြွယ်ဝနေပြီးတော့အနည်းဆုံးအစိမ့်မြအဆောင်ဝိညာဉ်ဆရာပုံစင်ကိုရောက်နေပါပြီ။ ်ပြီးတာနဲ့လင်းတုံတယောက်သူ့ရဲ့ခန္ဓာကိုယ်ထဲကိုပြန်ဝင်လိုက်ပါတယ်ဝင်ဝင်ချင်းပါပဲရွှန်စွမ်းရင်မြင့်တက်မှုလုံးဝမရှိဘူးထင်နေဆိုပြီးတော့ခံစားလိုက်ရပါတယ်ဘာလို့လဲဆိုတော့လင်းတုံရဲ့ခန္ဓာကိုယ်က6လတောင်တေဟန်ဆောင်နေခဲ့တာကြောင့်မလို့လှုပ်လို့ရသေးတယ်ဆိုတာနဲ့တင်တော်တော်လေးကိုကောင်းနေပါပြီအခုလောက်ရမှာကတော့ဒီနေရာကထွက်သွားဖို့ပါပဲဒီ6လအတွင်းမှာရှောင်းရံတကောင်ကလည်းဘလို့ဖြစ်နေမှမသိဘူးလေအဲ့ဒီချိန်မှာထန်းချတို့ကတော့ရှောင်းရံကိုစောင့်ကြည့်နေတာတလားလောက်ရှိနေပါပြီအခုဆိုရင်ခြုံခိုတိုက်ခိုက်ဖို့အတွက်လူငယ်ကားတွေတောင်းကြိုပြီးပြင်ဆင်ထားပြီလေ ဒီနေ့တော့တေကြပေါက်ဖမ်းခံရမှာဆိုပြီးတော့ချောင်းကျန်းကအာမခံလိုက်ပါတယ်တကယ်တော့ရှောင်းရံကလည်းဒီ6လတွင်မှာရင်းခွေကိုင်းကလူတွေတော်တော်များများကိုလိုက်တက်နေတာကြောင့်မလို့ပါပြောနေတော့မှာပဲရှောင်းရံတကောင်ရောက်ချလာပါဗျ။ရှောင်းရံကိုလင်းတုံတို့ဘလို့ကဲမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦး။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ။